ညူမင်းတို့ပြုံးမင်းတို့ကြားဘူးမဲ့ထင်ပါလေကြားဘူးလားဗျညူမင်းပြုံးမင်းဆိုတာခန့်လင်းမဲ့သက်မှာနောက်ဆုံးမဲ့သက်ညူမင်းကသူပြုံးလိုက်ရင်နေဒီလာတွေဝင်အောင်ထွက်အောင်လုပ်လို့ရတယ်ဗျရာဒီဥဒုကိုပြောင်းနိုင်တယ်သူသူ့ရဲ့အစွမ်းပြုံးမင်းရကျသူပြုံးလိုက်ပြီဆိုရင်ယရဏမိုးတွေရွာအောင်လုပ်နိုင်တယ်အဲ့ဒါတော့ဘုန်းသမားကြီးတဲ့ပုံကူတွေဖြစ်တဲ့တဲ့နတ်တရားဆောင်ချောက်လို့နဂါးတရားဆောင်ချောက်လို့ဒီလိုလဲဖြစ်ရင်ဖြစ်လိမ့်မယ်ဗျာနော်နဂါးတရားဆောင်ချောက်လို့လဲတချို့ကဒီလိုယူဆကြပြုံးမင်းကတနေ့ကျတော့ဒီတရုတ်ကတန်မကြီးရောက်လာ ီနေ့ခရက်ဆိုဝိုင်းကြီးပေါ့ဗျာဒုက္ခတော့ဘယ်လိုရောမသိဥတီမင်းလက်ထက်ကတေယုတ်တံပဲကြီးရောက်လာတယ်ပြူမင်းကိုပြောတယ်နေလေလာတွေထွက်အောင်မင်းအစွမ်းပြပါအောင်ဆိုပြူမင်းကလှုပ်ပြဟာသိပ်ပုံကြည့်တာပဲဘယင်းကပြုံမင်းကရတနာမိုးတွေရွာတယ်လို့ပြောတယ်သူအစွမ်းကိုပြောပါအောင်ဆိုပြုံမင်းကသူအဘိညာဉ်ရတဲ့ပုံသူရဲ့အဘိညာဉ်နဲ့ကြည့်တဲ့အခါကျတော့သူရဲ့မကြီးတော့ပေါ့ပြူမင်းရဲ့မိဖုရားကြီးကအသေးဆုံးနဲ့တည်မယ်တည်ပြီးအဘယ်ကြမယ်ဆိုတဲ့နမိတ်သူကမြင်နေတယ်အဲ့တော့အဲ့ချိန်မှာသူက ဒေါမနတဝေဒနာဖြစ်နေတယ်စိတ်ထဲမှာစိတ်မကောင်းဘူးဗောဗျာအဲ့လိုဖြစ်နေကစိတ်မကောင်းတော့ပြုံးလို့မရဒေါမနတနဲ့ပဲပြုံးရမှာဗောဗျာနော်လားဒေါမနတနဲ့ပြုံးလို့ရပါမလားမရဘူးအဲ့ဆိုတော့အခုရဒီနေ့တော့ပြုံးမရပါဘူးနောက်နေ့မှလုပ်လို့မရဘူးလားဆိုတော့မင်းငါ့ကိုနိုင်ငံခြားသံတမန်နေရှိမှာအချက်ခွဲရမလားဆိုဒါနဲ့ခုတ်တတ်တာအခုကအဲ့ဒါနဲ့ခုတ်တတ်တဲ့ခါကျတော့ဟာဒီလောက်ဒီကြံတန်းရိုင်းပြတဲ့မင်းကြီးကိုင်း CDN လောက်ဟာဆိုပြီးတော့အမတ်တွေထွက်သွားကြတယ်အမတ်ပေါင်း100ပါနော်အဲ့ဒါတပည့်တော်တို့ ဟန်လင်းကနေထွက်ပြေးတဲ့အတွက်ကနေ့မန္တလေးရဲ့အရှိမမတ်တရာမတ်တရာမြို့အဲ့ဒီမှာမြို့တည်တယ်လို့ပြောတယ်အဲ့တော့အဲ့ဒီကနေပြီးတော့ပြုံမင်းကပြုံမင်းကသားလေးတယောက်ပါသွားတယ်အဲ့ဒီသားလေးကပြုံမင်းကလိုက်ပြီးတတ်တဲ့အခါကျတော့ပုံနေတယ်အဲ့ဒီပုံနေတဲ့တောင်မင်းကလေးတောင်မင်းကလေးတောင်နဲ့ကနေ့မန္တလေးတောင်ဆိုပြီးဖြစ်တယ်ဒါသူတို့ဟန်လင်းရဆိုရင်တော့ကျုံမတည်လို့ပြောတယ်အဲ့ဒီကိုရင်လေးကနောက်တော့ဇန်ပေရင်နေရတယ်ဇန်ပေရင်ရတဲ့အခါသူ့ဦးလေးကိုသူစိတ်ဆိုးလို့မဟုတ်သူ့ဦးလေးကိုတရားပြန်ပြဖို့ချစ်ချွတ်ဖို့ဆိုပြီးတော့ ပြန်သွားတယ်ဟန်လင်းကိုပြန်သွားပြန်သွားတဲ့အခါကျတော့သူ့ဦးလေးကငါ့ကိုသက်ဖို့လာတာပဲဆိုစီးပြီးတော့ဖမ်းပြီးတော့စီးပိုးရဲထဲအဲ့ကိုရင်လေးကိုလောက်ကျန်သက်ပြတ်တယ်ကိုရင်လေးကတော့နောက်တော့ဇန်နဲ့ပြန်သွားတယ်ခဏိကျေးဇူးတော်ရှင်မဟာကဏ္ဍဆရာတော်ဘုရားကြီးရဲ့ရွာတရိုင်းရွာထိမ့်မှာကိုရင်ဇန်ပြန်ဘုရားသူရှိတယ်ဟုတ်လားဗျအဲ့ဇန်လမ်းဇန်နဲ့ပြန်ကြသွားအဲ့ဒီရွာအဲ့ဒီဟာကအလုံးသိတဲ့အတိုင်းယန္တနာမိုးတွေယွာတယ်၊ရွှေမိုးငွေမိုးတွေယွာတယ်၊ပန်းမိုးတွေယွာတယ်၊နောက်တော့သဲဘူး၊ပြဘူးမိုး၊ဓာလန်လက်နဲ့မိုးနောက်သဲမိုးတွေယွာကလေး ရွှေဘုလွန်ပြင်းကြီးဆိုတာကတဘာဆိုင်တဲ့လွန်ပြင်းကင်းကြီးတို့ဆိုအဲ့ဟန်လင်းနေရာကြီးကကုန်းဖြစ်နေတယ်အသေးကုန်းကြီးဖြစ်နေအဲ့ဆိုတော့တဲမုံတိုင်းကြပြီးတော့တော့တဲမုံတိုင်းတဲမိုးရွာပြီးတော့ဟန်လင်းကြီးမျိုးပြတ်သွားတယ်ဆိုတာဒါကလည်းရာဇဝင်နဲ့တွဲကြည့်မယ်ဆိုရင်တော့လေအဲဟုတ်ကောင်းဟုတ်နိုင်တယ်ခုနတပည့်တော်ပြည့်ပြင်ပြမယ်ဒီမှာရှင်များများတွေ့ကြမယ်တပည့်တော်ဒါသူတေသနာဆိုတာစာဖတ်အောင်နဲ့မရဘူးမြေပြင်အထောက်ထားနေတယ်ပြတာဒါတပည့်တော်ဒီနေရာတွေကိုသူတေသနာအချင်းချင်းရောက်ပြီ ဒီတော့အခုပြောတဲ့သမိုင်းနေဟာဘယူရင်းရောပြပါရောဒီတော့ပြပါရှင်းနိုင်ငံတော်လို့လေးလာပြီအဲဒီကိုယ်တိုင်ရိုက်ခဲ့တဲ့တပ်ပုံတွေအဲ့ဒီထောက်ထားနေတယ်ဒီတော့ပြတာအဲဒါကြောင့်ဒီသမိုင်းကိုတင်တဲ့ကဇာဖက်အောင်နေတော့မရဘူးဗျာတကယ်လက်တွေ့ဘယ်လောက်ထိကွင်းစင်းနိုင်လဲဆိုတဲ့ပုံမှာအများကြီးမူတည်တည်အဲ့တော့ရှင်များတို့မှာတွေ့ကြတယ်ဟိုးထောက်၄တောင်းအကွက်ထဲမှာရှင်များတို့ဟိုအပြောက်လေးတွေတွေ့လာဗျာအမဲပြောက်လေးတွေ့ရနော်အဲ့ဒါကိုဒီတော့ရှင်ဟောင်းသူတင်တာကတော့ဗာပြောလဲဆိုတော့အဲ့ဒါကတိမ်တိမ်လို့ပြောတယ်ဗျာသူတို့ကမှန်းချက်နေပြောတပိတော့ကဘာသာရေး ရှုတော့နေပြဒါတိတ်နေမင်းမဟုတ်ဘူးဒါဆိုဘာဖြစ်နိုင်လဲမဟာသီလကိုကိုွယ်မှုဘဝဝေဒရဏံယန္တိပပ္ပတာနိဝနာနိစအာရမရုခအစေတယာနိမနုဿာဘယတေသိတာဓမ္မပရာအဂိတတဝတ်မှာပါဦးလားဗျမနုဿာဘယတေသိတာအเจ้าကိုအခြေခံပြီးတော့ကိုကိုွယ်မှုဖះမပွင့်ခင်နေရရှိခဲ့တာဒီစာအုပ်ကနောက်တော့မဟာသီလကိုကိုွယ်မှုကဒီကနေ့နီပေါ်ဒီလင်္ကာနဲ့အိန္ဒိယမှာအခုချိန်ထိရှိသေးတယ်ကြောက်တုံးကိုွယ်တာဗျအဲ့ဒါတော့ဘယတေသိတာကြောင့်ဘာတွေကိုွယ်လဲ အာရမရုခရစေတရာနိမနုဿဗျာသေဆိုအယံကိုလည်းကိုကိုွယ်တယ်တောကိုလည်းကိုကိုွယ်တယ်တောင်ကိုလည်းကိုကိုွယ်တယ်သစ်ပင်ကြီးလည်းကိုကိုွယ်တယ်ကြောက်တုံးကြီးတွေလည်းကိုကိုွယ်တယ်ဆိုတော့အဲ့ဒီကိုကိုွယ်မှုပါဗျအဲ့ဒါတပည့်တော်တို့ကဘုရားမပွင့်ခင်နှစ်ပေါင်းထောင်နဲ့ချီပြီးတော့မြန်မာပြည်မှာလည်းကိုကိုွယ်ယုံကြည်မှုတွေရှိနေပြီအဲ့ဒါဘာကိုကိုကိုွယ်ကြလဲဆိုတော့ကြောက်တုံးကိုကိုွယ်ကြတဲ့ဟာတွေလည်းရှိတယ်ဒါကြောက်တုံးတက်တက်တွေကိုကိုွယ်တာမဟုတ်ဘူးထင်ရမြာကိုကိုွယ်ကြပါဗျဒါကိုကိုွယ်မှုဆိုတော့ဘုရားတည်တည်တာအကြောက်ကို အခြေခံပြီးတော့အဆင်ပြေသလိုကိုယ်ကွယ်ကြတာ။နောက်တော့မဟာသီလာကိုယ်ကွယ်မှုကမြန်မာပြည်မှာလည်းရှိခဲ့တယ်ဆိုတဲ့ထောက်ထားတွေ့ရတယ်။အင်းချင်းကြောက်တွေကိုယ်ကွယ်ကြတယ်။ဒီအစားအုပ်ကနှစ်ပေါင်း၄000ငွေချင်းရှိပါတယ်။အဲ့တော့အဲ့မှာရှိတဲ့အိုးလိုကုံရှိတယ်။အခုချိန်ထိရှိတယ်ရှင်များတို့ခက်ကောင်းရင်လေးလာလို့ရတယ်။အဲ့ဒီအိုးလိုကုံကအိုးလေးနှစ်အိုးနဲ့အိုးတွေကတော့အများကြီး။အဲ့ဒါနှစ်အိုးစားပါတဲ့အိုးလေးတွေကိုသူက radio carbon နဲ့ဆန်သက်တဲ့ကနှစ်ပေါင်း၄000ငါးနဲ့ငါးတော့ဆိုတော့နှစ်ပေါင်း၅000ဝင်းကျင်နေရအဲ့မှာလူတွေနေခဲ့ပြီအဲ့ဒါကိုတွေးရတယ် ခန်းလင်းကိုသွားတဲ့အခါရရှင်များတို့ဖရားအောက်ခြေမှာတင်ဆိုင်ကုန်းတွေ့လိမ့်မယ်အဲ့တင်ဆိုင်ကုန်းက neolithic ကြောက်ခေနောက်ပြီးရင် bronze ကြီးခေပြီးရင် iron တန်ခေပြီးမှပြုခေဆိုခေလေးခေတင်ဆိုင်ကုန်းတွေ့ရသူတို့ရဲ့ယူဆကမျိုးဘက်ကိုကောင်းပြုပြီးတော့သူတို့တွေမြုပ်ကြအဲ့ဒါဒီမျိုးမှာပြန်ဝင်စားလိမ့်မယ်ပေါ့ဟုတ်ဒီလိုဒါတာဟိုတဲ့ဝင်သားမှုအဲ့ဒီကနေပြီးတော့လူဟိုဒီမြုပ်တာဒီအယိုးသူတွေမြုပ်ရင်မြုပ်ရင်မြုပ်ရင်နောက်ပြုခေရောက်တဲ့အခါကျတော့မိရှုပ်ယူမှာပြာပြာအိုးပေါ့ အဲ့လိုမြုပ်တာတွေတွေ့ရတယ်။အဲ့ပြာဦးတွေမှာတောင်းမနဲ့ရှင်များတို့ဘုံကြီးကြီးသလိုသူတို့ရဲ့အခမ်းအနားတွေကပါလာ။ဒါကြတေခိတရာတို့ ਨੇ သွားချိန်ပြီးလေးလာရင်တွေ့လိမ့်မယ်။ဆိုတော့ဒီလိုနိုင်ငံမှာဟန်လင်းကြီးရာသွေကိုထောက်ရင်ဒီလိုနိုင်ငံကကိုက်တန်ရှင်ဘရင်ကြီးရဲ့သမီးရှင်စင်းမနော်ဒီလိုနိုင်ငံမှာဟန်လင်းရာသွေမှာဆိုရင်50 30မြောက်ဘရင်မကြီးမြန်မာပြည်မှာအစောဆုံးဘရင်မကြီးဒီလိုအဲ့ဒါကိုစောင်းမရေးပြီးတင်တော့ဇာတိတန်ဖိုးတွေဥပမာအားဒါ2 page မှာပြန် share ထားတယ်။အဲရေးတာစောင်းမတပြီးတော့ရေးတယ်။ ဆိုတော့ကိုက်တန်ရှင်မြန်မာတို့ရဲ့အစောဆုံးဘုရင်မကြီးဆိုတော့မြန်မာတွေမှာတော်တော်များများသိကြမယ်နော်ရှင်သောပုတို့ဘယ်သူတို့သိလဲတော်တော်ပြူခိကနေကမြန်မာတွေမှာဘုရင်မကြီးတွေရှိနေခဲ့ပြီဆိုတော့ထောက်ထားတွေ့ရကိုက်တန်ရှင်ဘုရင်ကြီးကသာသမီမမွေဘူးနောက်တော့သမီးပဲမွေတယ်အဲ့သမီးမွေတဲ့အခါအဲ့တော့ပြူအင်အားကောင်းတာမြန်မာနိုင်ငံမှာဆက်နှစ်ပြည်တော်ရှိအဲ့ဆက်နှစ်ပြည်တော်မင်းနေနဲ့ညအတက်လေးအတက်ကိုခံပညာအတက်တွေပြိုင်တဲ့အခါအဲ့ဒီ ိုက်တန်ရှင်မေဘုရားအဲကိုက်တန်ရှင်ဘုရင်ကြီးရဲ့သမီးရှင်သင်းပေါက်သမီးတော်ကိုဘယ်သူမှမနိုင်ဘူးဒါကြောင့်ရှင်သင်းပေါက်သမီးတော်ဟာအဲ့ဒီမြန်မာပြည်မှာဘုရင်ဖြစ်ခဲ့အမျိုးသမီးဘုရင်ပါဘာအဲ့ဒီအထောက်တားကိုလည်းဒီလိုရေးထားပါလေအဲ့တော့ဟန်လင်းဟန်လင်းနဲ့မရှင်မတောင်းပါနောက်ဒုတိယနံပါတ်နှစ်ဖတ်ကြည့်ပါခစ်တယ်လေဗျာတကောင်မင်းဆက်ပထမတကောင်မင်းဆက်ဘယ်သူကစတယ်လို့ကြားဦးလေတကောင်အဘိရာဇာတို့ဗမာတာကြီးမျိုးဟာမို့မညိုကုန်တေစာဟုတ်တယ်မလားမြန်မာနိုင်ငံတော်တချင်းလေဗျာ ဝမ်ဝီသခင်သင်ရေးတယ်ဟုတ်လားအဲ့ဒါတော့အဘိဓါသာမြမာအစတကောင်းကပြောကြစင်လာတာဂိန်ွယ်ရင်ဝေရောက်ခြင်းမင်းအဘိဓါသာအဘိဓါသာဆိုတာမဟာတက္ကရိ8980ကျော်ဖျားမွေးခင်နှစ်ပေါင်း1980ကျော်စောတယ်လို့တချို့ကျန်နေရဆိုတယ်တချို့ကလည်းနှစ်ပေါင်း900ကျော်စောတယ်လို့ဆိုတယ်အဘိဓါသာဒီလောက်ထိရှေ့ကြခဲ့တဲ့ဘယင်ကြီးပေါ့ဗျာဖျားရဲ့အဖိုးတော်မှာပေါ့အဲ့တော့အဘိဓါသာကမြမာပြည်ထဲကနေဘယ်လိုမျိုးထွက်သွားသလဲဆိုတဲ့ဟာဒီရောမြေပုံနဲ့ဗျာအဟိုဘသောမြေပုံကိုကြည့်ပါအပေါ်ကတော့ တရုတ်တရအဲ့ဒီဘုရားအမျိုးတွေသွားခဲ့တဲ့လမ်းကိုသူကလီဂျိုလမ်းမကြီး sick road လို့ခေါ်တယ် SLK sick ဆိုတာပိုးပိုးလမ်းမကြီးဆိုတာဟိုတုန်းကရှိတယ်အဲ့ဒါကိုပဲအင်္ဂလိပ်တရုတ်စစ်ဖြစ်တဲ့အခါအင်္ဂလိပ်တွေကဘာလဲဆိုတော့ဒီပြတော့လီဂျိုလမ်းမကြီးပေါ့လီဂျိုလမ်းမကြီးမြေကြီးနားတို့ဘာလို့အဲ့လိုဖြတ်ပြီးတော့တရုတ်ပြည်တဲ့အထိလက်နက်တွေပို့တယ်တမိုင်းမှာဒီလိုရှိတယ်လမ်းကြောင်းတွေနောက်ဒီပြတော့ဘုရားမျိုးတွေကကလေးတောင်ညိုဘက်ကအပြန်ဝင်လာတဲ့အခါကျတော့ရဇာရတာလက်ထက်ကျတော့ကလေးတောင်ညိုဘက်ကပြန်ဝင်လာလာဒါကြောင့်ဒီပြတော့ မိုးရနောက်ဘက်ကဏီရောက်ဖို့ကြလာကဏီမှာရဟန္တာကြီး၈ပါးသဘုတ်ထားတယ်သဘုတ်သိမ့်ရှိတယ်အဲ့ဒါတော့ဘယ်ချိန်ရောက်လာတော့ဆိုတော့ဖခင်ရဲ့အမျိုးလေးကိုဝိရုဒုပကတက်လိုက်တာဖခင်ပြိဋိဘံဆံမနှစ်မှာတက်လိုက်တဲ့အခါကျတော့တချို့ကအိန္ဒိယတောင်ပိုင်းကိုသွားတယ်နောက်တော့မောရိယမင်းဆက်အမျိုးအနွယ်တွေဖြစ်လာကြတချို့ကမြန်မာပြည်ထဲဝင်ပြေးတယ်မြန်မာပြည်ထဲဝင်ပြေးတဲ့အခါဒဇယသာဥသောမြေဝင်လာတာကလေးတောင်ကျောင်းကနေချင်းနှစ်ပြက်ကနေဝင်ချင်းနှစ်ပြက်ကနေပြီးတော့ဒီလိုလို AR မြစ်ကိုကူး AR မြစ်မှာဟိုမှာမလဲဆိုတဲ့နေရာလေးတွေ့လိုက်ဒီဘက်ဆုံးပေါ်မှာ မလဲရက်မလဲနေထက်သွားရင်ဆမ္မဘကုညောင်ဦးကမ္မပြူတာနဲ့ဆမ္မဘကုနောမပေါင်ကျူတာနဲ့ဘာဆိုင်လို့လို့ဆိုတာအဝေးကြီးကိုပြောတာအေရဝတီမြေတကြောမှာညောင်ဦးကဟိုအောက်မှာဆမ္မဘကုကဟိုထက်မှာတို့အဲ့ဒီသကပုံကဒီကလာမလဲဆမ္မဘကုအပေါ်ကိုဆက်သွားတဲ့အခါဒီမလဲအရက်မှာတကောင်းကိုတရုတ်ကသိမ်းတယ်စိတ်မင်းစိနာလို့ရှင်းတော့ရေးကြတယ်စိတ်လို့လည်းပြောစိတ်တိုင်းပြီဆိုတာတရုတ်တိုင်းပြီကိုပြောအဲ့ဒီကနေပြီးတော့မလဲအရက်မှာ ဒီတရုတ်တိုက်လို့ထွက်ပြေးလာတဲ့မိဖုရားကြီးနာဂစိန်နဲ့ဒဇရတာနဲ့ပြန်ရပြန်ရပြီတကသူတို့ကအထက်မှာတကောင်းကိုပြန်တက်တယ်အခုအခုချိန်ထိအရာတွေမြက်ကနေလှမ်းကြည့်လိုက်မြင်နိုင်တယ်အဲဒီတကောင်းတောင်ဘက်မှာကြောက်ရိုးနဲ့ဗာနဲ့သူရာသီတို့ရောလို့မြို့ရိုးကြီးတွေလို့ကြောက်တင်နဲ့လှုပ်တာတယ်မြို့ဟောင်းကြီးရှိတယ်အဲ့ဒီနေရာဖုရားဗျာဒိတ်ပေးခဲ့တဲ့နေရာလို့ပြောတယ်အဲ့ဒီကနေပဲနောက်ကြမှာဒီတော့တကောင်းမြို့တွေကိုပြန်ဝင်လာတာတကောင်းမြို့ကြီးပါဗျအဲ့ဒါတော့အပြင်ဘက်ကမြို့ဟောင်းကြီးရတာအဘိဓာသာတို့လက်ထက်ကနော်အင်ဂျီပေါင်း9သိန်းကျော်ရှိတယ် အဲ့တော့ဘာကြောင့်ဒါကိုပြောလဲဆိုတော့တကောင်းမှတည်ခဲ့တဲ့ရွှေသီကုံဖျားကြီးရွှေသီကုံဖျားကြီးကဦးနေဝင်လက်ထက်ကျတော့ငကားတော်ဦးနဲ့တိုက်တူးလို့ပြိုးသွားပြီဖျားတကောင်းမှဟိုတနေ့ကလည်းအဲ့နဲ့တိုက်ပွဲတွေဖြစ်တယ်ဆိုတော့ပိုးဆိုးသွားမယ်ထင်ရွှေသီကုံဖျားနဲ့ကက်ရက်ကလေးမျက်နှာဖျားလေးမျက်နှာဖျားအနှဲထားတီးတာတရုတ်ပြည်ကိုဘုရားဆွေတော်သွားပင်တာနှဲထားကဆွေတော်ပင်တဲ့ကဆွေတော်ကကောင်းကင်ကိုကြွတော်တဲ့ခါပင့်လို့မရခဲ့ဘူးသို့တော်အနှဲထားကဒီကတရုတ်ပြည်သွားတာအကြောင်းရင်းရှိတယ်စီရေးအရာဘယ်လိုခင်းချင်းနေရှိနိုင်လဲလို့သွားတာ အရာရင်မြစ်တိုင်းဆက်တက်သွားပြီးတော့ရွှေလီမြစ်ကနေတရုတ်ပြည်ထဲကိုဝင်တယ်။အဲဒါဆိုတော့အပြန်လဲရောက်ရောအဲ့မှာကင်းတက်43မြို့တည်တယ်အရာရင်မြစ်မှာအဲကတားတို့ကနေချစ်လာတဲ့နေရာတွေဟာအဲကင်းတက်မြို့အနော်ရထားတည်ခဲ့တယ်။အဲအပြန်ကျမ်းမှာရှင်များတို့ရွှေဖင်းကြီးရွှေဖင်းငယ်တို့ဒါလာလိမ့်မယ်ဟုတ်လားဒီတောင်ပြုံးအဲ့ဒီမှာဘုရားတည်တယ်အိုးတစ်ချက်လက်တက်ဘုရားဆိုအဲ့ဒါတရုတ်ပြည်ကပြန်လာမှာအနော်ရထားတည်တယ်ဘုရားအဲ့ဆိုတော့အနော်ရထားတည်တဲ့ကင်းတက်မြို့43မြို့အကြောင်းကိုဖတ်ချင်ဆရာကြီးမင်းဘူးဦးအောင်ကျန်ရေးတဲ့ အန်ဒိုတာဒီကင်းတက်လေးစုအသုံးမျိုးဆိုတဲ့စာအုပ်ဖတ်လိုက်ပြန်တပြီးတော့အကျေမပြောတော့နိုင်ငံရေးအရာအန်ဒိုတာကဖျားဆွေတော်သွားပင်တယ်ဆိုတဲ့အကြောင်းပြချက်တခုသို့သောပထဝီဝင်နိုင်ငံရေးအရာတရုတ်ရဲ့အင်အားကြီးမားလာမှုဟာဘယ်လိုမျိုး defense power ပေါ့ဘယ်လိုမျိုးကာကွယ်ရမလဲဆိုတဲ့အားကိုအန်ဒိုတာကအမျှော်မြင်ရှိခဲ့တယ်ဒါကြောင့်အန်ဒိုတာလက်ထက်မှာအတိုင်းပြည်ရဲ့အင်အားကြီးတာပေါ့